လက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြခြင်းပါတယ်ပထမအဆုံးပြောခြင်းတဲ့ချက်ကတော့မိတ်ဆွေရဲ့တက်လန်းကြောင်ဟာဖြာထွက်နေတဲ့လမ်းကြောင်တွေရှိတယ်ဗျအဲ့ဒီလမ်းကြောင်တွေကအောက်ကိုဆိုက်တဲ့လမ်းကြောင်တွေလည်းရှိတယ်အပေါ်ထောင်တက်နေတဲ့လမ်းကြောင်တွေလည်းရှိတယ်တချို့တလေမှာအဲ့ဒီလိုမျိုးပါပါတယ်အတက်လန်းကြောင်ကအကောင်းဆုံးပုံစံကတော့သေးသွယ်နှမ်းရှမ်းပြီးတော့ဒီဖြောင်းနှဲရှည်လျားတဲ့လမ်းကြောင်ပေါ့ဗျာ ဒါအကောင်းဆုံးအသက်လမ်းကြောင်းပုံစံပါအခုဒီလိုမျိုးအသက်လမ်းကြောင်းမှာအဖျားခွဲလမ်းတွေပါတယ် ਨੇ ပတ်သက်ပြီးပြောချင်ပါတယ်ဒီမှာပါတယ်လို့အသက်လမ်းကြောင်းမှာအဲ့ဒီလမ်းဖြားတွေပါမယ်ဆိုရင်အကျိုးပေးကောင်းတယ်ဗျလက္ခဏာရှင်ရတဲ့ဘဝမှာအဆင်ပြေစွာနေထိုင်ရပါလိမ့်မယ်အဲ့ဒီလမ်းကြောင်းတွေကအပေါ်ကော့တက်နေမှာကောင်းမှာပါအဲ့လိုကော့တက်နေငွေကြေးဥစ္စာပန်းဆိုင်နေမယ်ပြည်စုံသူဖြစ်ပါလိမ့်မယ်ကံထောက်ကိုတည်တာစွာရရှိပါလိမ့်မယ်ဘဝမှာ ိုးအိမ်ချမ်းအဲ့ဒီလုပ်ငန်းတွေအကျိုးပေးမယ်အိမ်ချမ်းမြေလုပ်ငန်းတွေအကုန်လုံးအကျိုးပေးမယ်ဘဝမှာနေစရာတိုက်ရင်ကောင်းကောင်းရမယ်ကားစီးစရာစီးတော့ရင်ကားရွှေငွေပြေနာပြည့်စုံနေရပါလိမ့်မယ်အသက်ရှည်ရမယ်ကျန်းမာတန်ဆွမ်းမယ်အိုစာရာတိတာကောင်းပါမယ်တခုရှိတာကဒီလမ်းကြောင်းတွေကအပေါ်ဖြာတက်နေမှသာပူပြီး ြည့်စုံအောင်မြင်ကြိုးပမ်းမှာပါအဲ့ဒီလိုမှမဟုတ်ဘဲနဲ့လမ်းကြောင်းတွေကအောက်ဘက်ကိုကျွန်တော်တို့ခွဲပြီးကြနိုင်မကောင်းဘူးဗျဘလို့မကောင်းဘူးလဲဆိုတော့အဲ့ဒီလမ်းကြောင်းအသက်လမ်းကြောင်းရဲ့အတက်လမ်းလေးတွေဟာအောက်ကိုစိုက်ဆင်းနေနော်အဲ့ဒီစိုက်ဆင်းနေတဲ့အသက်ပိုင်းခြားကာလမှာမိတ်ဆွေဟာအဆင်မပြေမှုများစွာနဲ့ကြုံရပါလိမ့်မယ်ငွေကြေးတွေဆုံးရှုံးပါလိမ့်မယ်ကန့်ဆိုးပါလိမ့်မယ်ကိုယ်ပိုင်ဆိုင်ထားတဲ့အရာတွေကိုတော့မှဆုံးရှုံးပါလိမ့်မယ် ။အပြီးအဲ့ဒီလိုမျိုးဖြစ်တဲ့ကာလအသက်အပိုင်းခြားမှာမိတ်ဆွေအနေနဲ့ကျမ်းမာရေးညံ့ဖြစ်ပါလိမ့်မယ်။အထူးသတိထားဖို့တော့လိုပါလိမ့်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောချင်တယ်ဗျ။ဒီကံလန်းချောင်းပုံစံကိုကြည့်ပါ။ကံလွန်ကောင်းသူလို့ပြောလို့ရပါလိမ့်။ကံလန်းထိပ်မှာစိန်တုံးပုံသဏ္ဍာန်ပါပါလိမ့်။ကံလန်းချောင်းအာသာပါလိမ့်။နောက်ပြီးတော့အဲ့ဒီကံလန်းချောင်းကြီးကိုဘေးနားနဲ့အထောက်ကိုအရန်လန်းချောင်းတွေလည်းရှိတဲ့အတွက်ကြောင့်တောင်တောင်နဲ့အောက်ခြေကိုမကြောက်ဘူးတကယ်လို့ မိတ်ဆွေအနေနဲ့အဆင်မပြေရင်တောင်မှအကန့်ချမာကကုညီထောက်ပံ့ပေးတဲ့အတွက်အတော်လေးပြည့်ပြည့်စုံသူဖြစ်ပါလိမ့်မယ်။ဂျိုးကုန်းလေးအားကောင်းရင်ပို့ပြီးတော့အကျိုးပေးအားကောင်းပါနဲ့။ငွေကြေးပြည့်ပြည့်စုံမယ်။ကံရဲ့ထောက်ပံ့ကူညီတွေရမယ်။ဒီလိုမျိုးကံလန်းကြောင်းပါပြီးတော့ဒီကံလန်းကြောင်းထိတ်တက်တဲ့မှာအဲ့လိုမျိုးလှန်သွားပုံသဏ္ဍာန်မျိုးရှိနေတယ်ဆိုရင်တော့မိတ်ဆွေဟာကံကြောင့်ပဲဘဝမှာကြည်ပွားချမ်းသာကြွယ်ဝပါလိမ့်မယ်။ငွေကြေးကန်ထိကန်ကောင်းတဲ့ခဏခဏငွေကြီးရရှိမယ်။ ငွေကြေးကအကြောင်းမျိုးအကြောင်းရပါလိမ့်မယ်ဘဝမှာပြီးပြည့်စုံကောင်းမွန်ပါလိမ့်မယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်း ਨੇ မိတ်ဆွေရင်အင်းအောင်ကြမလားလူပြူကြီးအပြူကြီးဖြစ်မလားဒါဆိုရင်တော့မိတ်ဆွေရဲ့အင်းအောင်ရေးလမ်းကြောင်းကိုကြည့်ရပါလိမ့်မယ်အင်းအောင်ရေးလမ်းကြောင်းဆိုတာလက်သန်းဘေးနားလမ်းကိုပြောတာပါလက်သန်းအောက်ခြေဘေးနားလမ်းမှာပါလက္ခဏာပညာရာအိမ်တော်ကြောက်ဖို့အတွက်ဆိုရင်အိမ်တော်ကြီးလမ်းကြောင်းဟာကောင်းမွန်ရှည်လျားပြီး အဖျားကအောက်ကိုအနေငယ်ငှက်တရားရှိရပါမယ်။နှလုံးလမ်းကြောင်းကရောက်ရှိအသက်မှာအားကောင်းနေရာမှာဖြစ်ပါတယ်။အသက်လမ်းကြောင်းအတွင်းရောက်ရှိအသက်မှာတန်ရုံးစင်လမ်းနဲ့ပါရပါမယ်။ကံလမ်းသမုအောင်မြင်လမ်းခွဲခြင်းဒါမှမဟုတ်ထူးခြားချက်ရှိရပါမယ်။ဒီထပ်ပြောတဲ့လေးချက်ထဲကနေအနည်းဆုံးနှစ်ချက်လောက်နဲ့ညီအိမ်တော်ကြားတယ်လို့ပြောလို့ရပါတယ်။အခုဒီလက်ပုံစံကိုကြည့်ရပါဦးဗျ။အိမ်တော်ကြီးလက်ဟာအထက်ကိုအနေငယ်ကော့တဲ့အောင်ရှိတယ်။ အင်တော်ရင်နာထောက်ကော့နေတဲ့သူတွေဟာစိတ်ဆက်ပီးသားဖြစ်ပါစေမင်္ဂလာပွဲပြက်ပြီးဘာမှအင်တော်ကြမှာမဟုတ်ပါဘူးလူမျိုးကြီးအပြူကြီးဖြစ်နိုင်ပါလေအင်တော်ရင်လည်းကြောင့်အဲ့ဒီလူမျိုးအထောက်ကိုကော့တဲ့ရင်လူမျိုးကြီးအပြူကြီးဖြစ်မယ်လို့တထစ်ချပြောလို့ရပါတယ်နောက်ပြီးနှလုံးလမ်းကြောင့်ပေါ့ဗျာနှလုံးလမ်းကြောင့်မှာကြက်ချေကတ်တွေကျွန်းနေအဆက်တွေမှဲ့တွေပါတယ်နှလုံးလမ်းကြောင့်လည်းအမြင်တွေနဲ့ပုံစံမကောင်းဘူးဒါဆိုရင်ပိုဆိုးတယ်ဗျာအချိန်မှမကြာခဏအသေးကွယ်တယ် အိမ်တော်ကြီးလမ်းကလည်းအပေါ်ကော့တက်နေတဲ့အတွက်အိမ်တော်မကြနိုင်ဘူးအဲ့တော့အသေးကွဲတယ်အိမ်တော်မကြဘူးဒီလိုနဲ့ပဲအသက်ကြီးသွားမယ်လို့ပြောလို့ရပါလိမ့်နောက်ထပ်လက္ခဏာတစ်ခုပြောချင်ပါတယ်တချို့လူတွေရဲ့လက်ကဟောလို့မရအောင်ရှုပ်ထွေးနေတာရှိတယ်ဒါတွေကိုလက္ခဏာဆရာတွေကတေချာလက္ခဏာလမ်းကြောင်းတွေကိုကြည့်ပြီးဟောရပါတယ်အဲ့တော့လက္ခဏာလမ်းကြောင်းတွေရှုပ်ထွေးနေလို့ထူးခြားတာမျိုးထင်နေလားမသိဘူးကျွန်တော်လက္ခဏာကိုဘယ်သူမှ ဟောလို့အဆင်မပြေဘူးပြဆိုပြီးလာပြောတာရှိတယ်ဗျတကယ်လက္ခဏာရှုပ်ခွတာမကောင်းဘူးဗျအကျမ်းမြင့်ပြောရင်လက္ခဏာဆိုတာရှင်းရှင်းလင်းလင်းနဲ့သူ့သင်္ကေတနဲ့သူအကျိုးပေးတဲ့သင်္ကေတအကျိုးမပေးတဲ့သင်္ကေတတွေထင်ရှားပါမှသာဟောလို့အဆင်ပြေတာပါလက္ခဏာရှုပ်ထွင်းရင်ဘဝပါရှုပ်ထွင်းတယ်လို့မှတ်လိုက်ပါရှုပ်ထွေးဖြစ်တော့တဲ့လမ်းလေးအလုံးဟာဥပ္ပလန်နေပဲဖြစ်ပါလေဥပ္ပလန်နေဟာသင်ဘောမှာမကြာခဏ ကြာရှုံးခြင်းကိုဖော်ပြပါတယ်ဒီလိုမျိုးရှုပ်ထွေးနေဥပလန်းပြင်ဥကောင်းနဲ့အာယုံကျော်အသက်ရှူစနစ်ပါရေရှည်မှာထိခိုက်စေပါတယ်ဒီလိုလူမျိုးတွေကနှလုံးအားနေတာအသက်ရှူကြတာအသက်ရှူမောတာအာယုံကျော်အားနေတာခဏခဏမူရမောတာဖြစ်တယ်ဗျာတွေးများတဲ့တဲ့အာယုံများတဲ့တဲ့ဒါတွေရှော့ချသင့်ပါတယ်မိတ်ဆွေလက္ခဏာမှာဒီလိုရှုပ်ထွေးနေရင်ပြောရမယ်ဆိုရင်တော့မကောင်းပါဘူးဒါပေမဲ့စိတ်ပူစရာမလိုပါဘူး ဘာသာရေးနဲ့ဖြည့်ဖြောက်လို့ရပါတယ်။တရားထိုင်ခြင်းကိုပုံမှန်တိုင်းပြုလုပ်ပေးပါ။ဒါဆိုရင်လက္ခဏာရှုပ်ပေမဲ့ကိုတွေ့ကြုံရမယ့်စိုးကျိုးတွေဒဇာတဲ့ဒဇပပျောက်သွားပါမယ်။ဒီလိုမျိုးလက္ခဏာဘလောက်ပဲရှုပ်ရှုပ်တရားနည်းနဲ့တော့ကုသလို့ရပါတယ်။နောက်ထပ်လမ်းပြောချင်တယ်ဗျ။တချို့လူတွေကအောင်မြင်လမ်းကြောင်းတွေဟာပြိုင်နှစ်ခုကိုတွေးရဆိုရဗျ။ပုံမှန်ပုံနမှာပါတဲ့အတိုင်းပြိုင်နေတတ်တယ်။ လက္ခဏာအကျဉ်းတွေကလည်းတစ်ခုနဲ့တစ်ခုအဲ့ဒီလိုမျိုးဆိုရင်အိဗယ်ဖွင့်ဆိုချက်လည်းမတူဘူးမှန်ပါတယ်ဒီလိုလမ်းကြောင်းပြိုင်နေခြင်းရဲ့အကျိုးအာဏိသင်လက်ပုံစံညံလမ်းကြောင်းပေါ်များစွာမူတည်ပါတယ်အသက်လက်ပိုင်းမှာတင်အောင်မြင်မှုများစွာရရှိတတ်ပါတယ်နေပဲနှုံး2မျိုး3မျိုးမှာအောင်မြင်ပြီးတော့နေမရကြော်ကြသူတွေမှာလည်းတွေ့ရလိမ့်ရှိပါတယ်ငွေကမှာတော့တွေ့ရတာများလာပါတယ်သူသဖြင့်လူငယ်တွေမှာပါထိုးခြားချက်ကငွေဝင်လမ်းကြောင်းတစ်ခုတည်းမဟုတ်ပဲ နေဆုံးပဲဆိုနေရာဆုံးကနေငွေဝင်စေဖို့ဖန်တီးပြတာဖြစ်ပါတယ်လက္ခဏာဆိုတာတကယ်တော့ကိုယ့်ရဲ့အပြုအမူကအပြောဆိုတိုင်းပေါ်လာတဲ့ပုံစံကိုပြပါတယ်တရားမကောင်းတာတွေကြီးပဲဆွလုံးနေမကောင်းတဲ့လက္ခဏာလမ်းကြောင်းတွေပေါ်လာမှဖြစ်ပြီးကောင်းတာကြီးပဲတေချာလုပ်ရင်လည်းကောင်းတဲ့လက္ခဏာလမ်းကြောင်းတွေပေါ်သလိုပေါ့ဗျာအဲ့လိုမျိုးပဲခုခေတ်မှာစီးပွားရေးအခြေအနေအရလောက်တစ်ခုတည်းနဲ့အဆင်မပြေတဲ့အတွက်ကြောင့်လူငယ်တွေကနှစ်မျိုးသုံးမျိုးလောက်လာရတယ်အဲ့ဒီချိန်မှာပဲ မိတ်ဆွေရဲ့အောင်မြင်လက်ကြောင်းလည်းနှစ်ကြောင်းသုံးကြောင်းပေါ်လာတယ်ငွေဝင်လက်ကြောင်းတွေအများကြီးပေါ်လာတယ်လို့ပါပဲဒါဟာပင်ကိုကန်တရားအရာကိုအောင်မြင်မှုလမ်းကြောင်းများစွာရဖို့အတွက်ဒါဟာကောင်းချီးပေးတဲ့သဘောပါပဲပင်ကိုကန်လည်းအလွန်ကောင်းတဲ့သူတွေပါဘသူထောက်ပံ့မှမလို့ပဲသူတို့ဘဝကိုအကောင်းဆုံးပုံစံတည်ဆောက်နိုင်တဲ့သူတွေပါလက်ပုံစံကောင်းညာလက်ကြောင်းကောင်းရင်ပိုကောင်းပါလေလက်ပုံစံနဲ့ညာလက်ကြောင်းမကောင်းဘူးဆိုရင်တော့ကံရဲ့ထောက်ပံ့ရနိုင်ပေမဲ့ဟိုမျိုးဒီမျိုးနဲ့ဘယ်ယာမှ ေချာမဖြစ်ပါဘူးဘယ်လမ်းကြောင်းရွေးရမလဲမသိရောင်းဝါးဝါးဖြစ်နေတတ်ပါလေတကယ်တော့လက္ခဏာဟာအသက်20ကနေလူတစ်ယောက်အသက်45ဝန်းကျင်ထိအပြင်းထန်လှုပ်ရှားပြီးအကျိုးပေးပါလေဒီချိန်ကာလဟာလူတစ်ယောက်အတွက်အသက်တက်တဲ့ခွန်အားရှိဆုံးအခြေအနေပါအသက်60ကျော်80ဝန်းကျင်တော့မှတော့မိတ်ဆွေအနေနဲ့ကြည်လဲသိပြီးတော့အကျိုးမရှိပါဘူးတချို့ကတော့ထူးထူးခြားခြားအဲ့ဒီအပြင်ဝန်းကျင်ရောက်မှငွေကြေးငံထိကန်ကောင်းလာမျိုးလဲ ရှိတာမျိုးတော့ဖြစ်တတ်ပါတယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုတော့ပြောခြင်းနဲ့ဗျ။မိတ်ဆွေဟာဘဝမှာအခြေဦးနဲ့လွယ်တက်ပြီးအခြေအမှပျော်ရွှင်ပွဲလည်းမရှိအမြဲတမ်းစိတ်ညစ်နေရတဲ့အမှတ်အသားပြောခြင်းပါလေ။နှလုံးလမ်းကြောင်းပေါ်ကကြုံးမှတ်တာတန်ကွင်းဆက်ပုံစံနှလုံးလမ်းကြောင်းနဲ့နှလုံးလမ်းကြောင်းမှာခုလိုတန်ကွင်းဆက်တွေများနေရင်တန်ရုံးစင်တွေများတတ်ပါတယ်။ဘဝမှာစိတ်ခံစားမှုလည်းကြီးမားတတ်ပါတယ်။ ထိခိုက်လွယ်တဲ့လူတွေပါမနာလိုအတိုက်ခံရတဲ့များတယ်ပါလေမေတ္တာရေးပိုင်းအားနည်းတဲ့လက္ခဏာပါနှလုံးလမ်းကြောင်းမှာတန်ကိုးစက်တွေကြီးပဲဖြစ်နေတာတကယ်တော့လုံးဝမကောင်းပါဘူးဒါကြောင့်တစ်ဖက်သားပေါ်မှာမေတ္တာထားလွန်ခြင်းကနေဒီလိုမျိုးလက္ခဏာသိမှသာပါရင်တော့ရှောင်ပါလို့ပြောခြင်းပါလေဘာဖြစ်လို့လဲသိင်အတွက်မကောင်းမှုလို့ပဲရေပုံညာအဖြစ်ပြောပြရစေလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့အချက်တွေပြောပြတာပါနားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ မိတ်ဆွေရဲ့လက်ပြောရမယ်ဆိုရင်တော့လက်ဖွာအောက်လက်ဖနှောက်နေရာမှာဒီလိုမျိုးသတိဉာဏ်လေးထင်ရှားပါနေလားနောက်ပြီးတော့အသက်လမ်းကြောင်းကလည်းအခွဲကွာပါနေလားအဲ့ဒီလိုမျိုးနှစ်ခုချင်းစုံနေရင်တော့မိတ်ဆွေဟာဘဝမှာမိမိရဲ့ဇာတိမျိုးစွန့်ခွာပြီးရဝေးမှာပဲ နေရတတ်ပါလေပြောရဝေးတော့မှတော်တော်ဝေးလံမှာတွားရလောက်ကန်ရတတ်ပါလေနိုင်ငံเจ้าကိုတွားပြီးအကျိုးစီးပွားရှာဖွေရတတ်ပါလေ ဒီလိုမျိုးပါတဲ့သူတွေကကိုယ့်ရဲ့ဇာတိမြင်နဲ့လုံးဝအဆင်မပြေအကျိုးမပေးပါဘူး။ဒါကြောင့်အဝေးဟုပဲသွားရပါလိမ့်မယ်။အဲဒီလိုမျိုးအခွဲခွာပါတဲ့သူတွေဟာလက်တွေ့သမားတွေပါ။ဘာပဲလို့လို့အောင်မြင်လို့တက်တယ်လို့ကိုယ့်စိတ်ထဲမှာဖြစ်ရတဲ့ကဘယ်သူမှတားလို့မရပဲ။ကိုယ်ဖြစ်ချင်တာကိုရအောင်လုပ်ယူတတ်တဲ့သူတွေပါ။အာယုလန်တလန်ကြောင့်ဆုံးမအခွဲခွာပါသူတွေဟာမွေရမြင်ဖို့နဲ့ခြားရဝိဒိတာမှသာအကျိုးပေးအောင်မြင်ပါလေ။ အခုလို့ဒီမှာပါတဲ့အတိုင်းသူရိကံလေးရှိနေရင်ကံလန်းကြောင်းလဲကောင်းနေဆိုရင်တော့ဘဝမှာချမ်းသာပြီးပြည့်စုံစွာနေထိုင်ရမယ့်ကံတရားမှာဘဝမှာရဝေးမှာပဲအခြေချကြီးပွားမဲ့လက္ခဏာလို့ပြောလို့ရပါတယ်။မထင်မပဲငွေကြေးမြောက်များထိပေါက်သလိုရရှိနိုင်တဲ့အမှတ်သားလည်းဖြစ်ပါတယ်။ဘဝကိုအစဉ်ပြေနဲ့ရှေ့ဆက်နိုင်ပြီးဘဝအတွက်တော့ကောင်းဆုံးအမှတ်သားတစ်ခုလို့ပြောလို့ရပါတယ်။ နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျဒီပုံမှာပါတဲ့အတိုင်းကံလန်းကြောင့်ဟာလဝါပြင်လဲတနင်္လာဂျိုကုံအဆက်ကနေစတင်လာပြီးတော့ခင်းကွာပုံစံနဲ့အဆုံးသက်ထားတာတွေ့နေတာဒါဆိုရင်တော့ကောင်းပါလေလက္ခဏာရှင်ကဘဝမှာ အောင်မြင်ထင်ပေါ်ကြော်စောမယ်ဖုံးတကူဩဇာထက်မြက်ကြော်ရပါမယ်ဒါအပြင် လူလက်ပိုင်းရွယ်အသက်၄၅၀မှာငွေကြေးချမ်းသာကို လူအများစုထက်တာလွန်ကောင်းမွန်အောင်ရရှိနိုင်ပေမယ့်ဖုံးကဩဇာထက်မဲအခုတော့ကံလန်းထက်ကခင်းကွာကြောင်းမိမိဟာစေလိုရာစေအောင်မြင်တဲ့သူဖြစ်မယ်လူပေါင်းကိုလွှမ်းမိုးချုပ်ကန်နိုင်မယ်တကယ်ရာဇယုတ်ကိုပါ ရရှိပိုင်ဆိုင်ပလာပါလိမ့်မယ်ဒီလိုမျိုးလမ်းကြောင်းကိုပြောတာပါဒီလိုလမ်းကြောင်းဟာပို့ပြီးတော့ထင်ရှားလေကောင်းလေဖြစ်ပါလိမ့်နောက်ထပ်လက္ခဏာလမ်းတစ်ခု ပြောခြင်းနဲ့ဗျမဲဆိုရဲ့ဥကောင်းလန်းဟာနေလားဥကောင်းလန်းဆိုတာတကယ်တော့ ညံလန်းနဲ့အသက်လန်းစုံတဲ့စပြီးတော့စုံပြီးတော့ထွက်တဲ့နေရာပြောတာပါဥကောင်းလန်းဟာ၃မျိုးရှိတယ်ဗျာဟနေတယ်တချို့ကထီုံလေးဆက်တယ်တချို့ကကြောက်အဲ့ဒီဥကောင်းလန်းအစကတော်တော်လေးကိုရှုပ်ထွေးပွေလီပြီးတော့တန်ချိုးလိုလိန်နေတယ်မိတ်ဆွေရဲ့ဥကောင်းလန်းကတကယ်လို့ဟတာကလည်းစတယ်ဆိုတော့အကောင်းဆုံးစတင်မှုလို့ဆိုနိုင်ပါလေမိတ်ဆွေကကိုကိုကိုယုံကြည်မှုပြေဝရှိသူဗျာငြိမ်ငြိမ်သွေးပါနေတယ် လောကဒဏ်အများစုကိုခက်အေးနဲ့ရင်ဆိုင်ကြော်ဖြစ်နိုင်တဲ့ပုံကိုယ်ဆိုမမပါဘူး။ကံလမ်းကြောင်းကမကောင်းမှုဆိုရင်တော့မှမိတ်ဆွေအနေနဲ့ထိခိုက်မှုမရှိပါဘူး။အထူးသဖြင့်မိတ်ဆွေရဲ့လက်ဝါးမြင်ပုံစံနဲ့ဟာ၄တော့ဖြစ်ပြီးတော့ဒီလိုမျိုးဥကောင်းလမ်းဖွဲ့စည်းပုံရှိမယ်ဆိုရင်ဘဝရည်တည်မှုရအောင်မြင်မှုရရှိဖို့တေးကြသလောက်ဖြစ်ပါလိမ့်။ဟုတ်လဲဟုတ်ပါတယ်။တကယ်လို့မိတ်ဆွေရဲ့ဥကောင်းလမ်းစာဟာထိယုံပဲထိတယ်ဆိုရင်တော့မိတ်ဆွေအနေနဲ့ဒါကလည်းကောင်းတဲ့ပုံစံမှာ တန်ရုံးစင်တွေ့တယ်ဆိုလို့ပဲတွေ့မယ်။ဘဝမှာ လောလတ်လှောက်ရှားလို့ရတယ်။ဒါပေမဲ့ကိုယ့်ရဲ့ပါတနာသူမကိုမိသားစုနဲ့တိုင်ပင်ဆွေးနွေးပြီးမှလောက်ရတာမျိုးဖြစ်ပါတယ်။တကယ်လို့ဥကောင်းလမ်းကြောင်းကရှုပ်ထွေးပွေလီလိမ်မက်နေမကောင်းဘူးဗျ။လုံမကောင်းလဲဆိုတော့မိတ်ဆွေကဘဝမှာကိုပိုင်ဆုံးဖြတ်ချက်နဲ့ဘာတစ်ခုမှဆုံးဖြတ်ခွင့်မရခဲ့ပါဘူး။မိတ်ဆွေရဲ့ဘဝမှာဆုံးဖြတ်ချက်မှန်သမျှကိုမိတ်ဆွေရဲ့ပါတနာမိသားစုအတိုင်းအဝိုင်းညီကိုမှောင်နှမတွေကအမြဲတမ်း ်ဝင်ရောက်ဆွတ်ဖက်နေတတ်ပါတယ်မိဆွေကမကျင်မနဲ့နဲ့ပဲဒီလိုပဲဖြတ်တန်းနေရပါလိမ့်မယ်ကဲနောက်ထပ်လက္ခဏာလမ်းတစ်ခုပြောကျင်တယ်ဗျဒီတစ်ခေါက်ဗိုလ်ဟုလက်စွတ်ကြောင်းပြောကျင်တယ်ဗျဗိုလ်ဟုလက်စွတ်ဆိုတာပါခဲပါတယ်လက္ခဏာကျင်တော်မျိုးမှလည်းမတွေ့ရတတ်ပါဘူးအမေဆရာစန်းစာနီဘိုရဲ့စာအုပ်မှာဒီဗုဒ္ဓလက်ဆွရဲ့ကွဲပြားတဲ့အကျိုးတရားကိုဖော်ပြထားတာတွေ့ရပါတယ်။ကျန်တဲ့ကျန်နေမှာတော့သိမ့်မတွေ့ရပါဘူး။ ထူးခြားစနဲ့ကျတဲ့အကျိုးကဒီဘုံထူးလက်စွပ်အပြည့်ပါမဲ့သူတွေဟာသူတို့အုံတော့ဖွဲ့စည်းပုံဟာပါတိတာအကောင်းနေပါလိမ့်မယ်။ပင်ကိုယ်တွေခံစားမှုနဲ့စိတ်ဆူးဆိုင်မှုတွေသဘောပေါက်ခြင်းကိုခံစားနိုင်စွမ်းနဲ့အလွန်မြင့်မားတဲ့သူတွေပါ။ပင်ကိုယ်ငြိမ်အံ့ကြိုပြင်းနံပိုင်းဆိုင်ရာတွေသိရှိနိုင်စွမ်းနဲ့ဖွံ့ဖြိုးအကောင်းနေတဲ့သူတွေပါ။ဒီအချက်ကြောင့်ဒီပုံပေါ်တွေဟာစိတ်လေးခြင်းကနေကမ္မထံအားထုတ်မှုတွေပုံမှန်သာလုပ်မယ်ဆိုရင်တော့ဗျာ။အတိထူးအာယုံထုံးတွေအကြောင်းမြင်တဲ့ရရှိတတ်ပါတယ်။ တာမန်လူတဲ့ရားဖို့လဲလွဲပါတယ်။ဒါဘာကြောင့်လဲဆိုတော့ပုံထူးလက်ဆွေရဲ့အစွမ်းကြောင့်ပါ။တဘာဝလုံဆွမ်းရင်ဒီအချောင်းမြင်နေတဲ့အသည့်တွေလက်ခံနိုင်စွာအားကောင်းနေတာပါ။ဒီလက်ဆွပါသူတွေဟာကိုယ့်ရဲ့ဆွမ်းရည်ကိုလက်တွေ့မှာတော့သိနာလိုက်ခြင်းမရှိဘဲသူတို့ရဲ့ပင်ကိုထက်မြက်ပါနေတဲ့ဉာဏ်ကိုသာသုံးချပြီးဘဝရည်တည်နေရသလိုတချို့အတန်းတွေမကောင်းမှုတွေဆိုအလွန်တော်တဲ့ပြောရမယ်ဆိုလူလိမ်ဘက်မှာဆရာတစုဖြစ်အောင်မှာတတ်မိုးဝမ်းကြောင်းပြုနေတာမျိုးတွေတော့မှရှိပါတယ် ပြောရမယ်ဆိုရင်တော့ဒီလိုမျိုးဘောဓုလက်စွပ်ပါတဲ့သူကတော်တော်ရှားပါတယ်ဘောဓုလက်စွပ်ပါသူတိုင်းပင်ကိုကိုယ်ယူကိုယ်သိအလွန်ထက်မြက်ပါတယ်ငြိမ်ရမ်းကောင်းတယ်ဒီကိုယ့်ရဲ့အာသာတဲ့နေရာမှာဒီရည်သွေးတွေပုံမထက်မြောင်လေးလာလေးခြင်းပြီးတမာအာဒီဝါကြတဲ့စီးပွားရေးတိုးတဲ့ရေဘောင်တွေမှာရှင်ကန်ရုံးကန်စူးစမ်းမယ်ဆိုရင်ဒီလိုလူတွေဟာသေချာပေါက်ထိတ်ဆုံးရောက်မယ်လို့တော့မှပြောလို့ရပါတယ်နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ဗျာ ကဲတနင်္ဂနွေလက်စော့တနင်္ဂနွေလက်စော့ဆိုတာလက်သကျွဲအောက်မှာဝိုင်ကွင်းလေးရှိတဲ့လက်စော့ပေါ့ဗျာချမ်းသာကြော်ဝလွန်သူတွေမှာအများဆုံးတွေ့ရတဲ့လက္ခဏာဆိုလည်းမမပါဘူးဒီပုံမှာမာတဲ့အတိုင်းပါစော့ပုံစံဟာလက်သကျွဲအောက်တနင်္ဂနွေဂျိုကောမှာရှိမယ်ဆိုရင်အပိုလိုရင်းအစစ်ဖြစ်ပါတယ်ဂျိုကောမှာလို့မရသလိုလမ်းကြောင်းတွေစိတ်ကူးပုံမှော်ပြီးဆက်ဆက်ကြည့်လို့လည်းမရပါဘူးဒီလက်စော့အစစ်မှန်ပါဝင်သူတွေဟာတကယ်တမ်းလက်တွေမှာရှားပါတယ် လူတရာတထောင်နေမဟုတ်ဘူးလူတထောင်တယောက်မှာအပြည့်အဝပါဖို့ခရင်ပါတယ်။ပါတဲ့သူတွေကငွေကြေးရှောင်ဟွေရလွယ်ခြင်းနဲ့နာမည်ကျော်ကြားမှုမှာသူတို့အတွက်အထွေထူးအာရုံစိုက်စရာမလိုပဲဘယ်နေရာရောက်ရောက်ကိုရရှိနေတဲ့သူတွေပါ။ဒီ Apollo Ring ပါဝင်ငွေကြေးခက်ခဲပြီးဘဝနှိမ်ကျလုံးနေဆိုတာမရှိသလောက်ရှာပါတယ်။အတိတ်ကအကြောင်းမလားလို့အခက်ခဲရမ်းများလို့မိသားစုတော်ဝင်များစွာယူရတဲ့သူတွေမှာတော့မှအချိန်တစ်ခုရောက်ရင် ငွေကြေးချမ်းသာဆုံးကျင်လယံနယ်ပယ်မှာအထင်ပေါ်ဆုံးသူတွေဖြစ်တတ်ပါတယ်။ဒါဟာတနင်္ဂနွေကြိုကုန်ရဲ့အစွမ်းပါ။ငွေကြေးချမ်းသာမှုနယ်မြေကြော်ကြားမှုအရှင်ဝါကြီးမားတဲ့အလောက်ကရရှိမှုမျိုးကိုဒီ Apollo Moon တစ်ခုတည်းနဲ့အကျိုးရလအားလုံးရရှိစေပါတယ်။ထို့ကြောင့်ကဒီလက်စုကအခြေခံလက်တွေစိတ်ကူးရင်လက်တွေမှာမတွေ့ရဘူးဗျ။ပါခဲ့ရင်တော့ပိုင်းစားလေးလောက်ပဲပါတတ်တယ်။လက်ပုံစံရွေးတဲ့အမှတ်သားပါ။ လူမျိုးလက္ခဏာမှာပါနေမယ်ဆိုရင်တော့ဘလို့ခက်ခဲကြုံပါစေလုံးဝစိတ်ညစ်ဖို့မလိုပါဘူးညံတဲ့ဘွားရက်ဒီပါညံတဲ့သားဖြစ်ရှင်ပါပင်ကုန်ကညမာရအရွယ်တနေရာရောက်လာရင်လုံချမ်းသာကြပါပြီအရှင်ဝါကြီးတဲ့ပုံကိုဖြစ်လာပါလိမ့်မယ်အပြေဝါမုံရင်တော့ဒီဇိုင်းတစားပါခဲ့ရင်လူဘွားမှမနေကြပါဘူးတစင်ပြီးတစင်တိုးတက်မြင့်မားလာမှာဖြစ်ပါလိမ့်ငွေကြေးလက်ရှောက်ဖွေရလွယ်ကူလာမှာဖြစ်ပါလိမ့်ဒီလိုလက်စပုံစံနဲ့ပါပါတဲ့သူကတော့ပါခဲ့တယ်လို့ပြောလို့ရပါလိမ့်နောက်ထပ်လက္ခဏာလန်တစ်ခုပြောခြင်းနဲ့ဗျာ မိတ်ဆွေတို့အနေနဲ့တက်လန်းချောင်းနဲ့ဦးကောင်းလန်းချာမှာသတိကံပါနေလားတို့သတိကံပါရင်ကြိုးထူတယ်ဗျာတချို့လူတွေလက်မှာတွေးဘူးတယ်ဒါပေမဲ့ရှားပါတယ်ဘလို့ကြိုးထူတယ်ဆိုတော့ငွေကြေးကံနဲ့ထီကံအားကောင်းတယ်လို့ပြပါတယ်ဘဝမှာငွေကြေးမြောင်များရမယ်ထီမကြခဏပေါက်တတ်တယ်နေရာထိုင်ခင်းရရှိပါစေခြင်းနဲ့ခံစားပါမယ်ဒီကကံလန်းအားကောင်းရင်တော့ကံထောက်ကူရုပ်ပြီးဘဝမှာပို့ပြီးတော့ကောင်းကျိုးရှိပါတယ်တကယ်လို့ဒီသတိကံဟာကြီးရင်ကြီးသလိုကိုယ့်ရဲ့ဝင်တဲ့ငွေကြေးပမာဏကလည်းများပါတယ် အင်မတန်ကောင်းတဲ့လက္ခဏာတစ်ခုဆိုရင်လည်းမမှားပါဘူး။နောက်တဲ့လက္ခဏာလန်တစ်ခုပြောချင်ပါတယ်။ဒါကတော့လက်ကလေးအောင်မှာ downline မြင်ပါသူပါ။ပုံတင်းကအတိုင်းလက်ကလေးအောင်ပင်နာကနေထွက်လာတဲ့ downline မြင်ဟာကြာတာပလေးချုပ်ကိုဥတီထွက်မယ်ဆိုရင်ကျိုးပေးကောင်းတယ်။ဒီလိုပါသူတွေကကိုယ့်ရဲ့ရည်မှန်းချက်တွေကောင်းထဲဖော်နိုင်ပါလိမ့်မယ်။ဘဝမှာထူးခြားတဲ့အောင်မြင်မှုရပါလိမ့်မယ်။နာမည်ကုန်တဲ့ကြော်စောထင်ရှားမယ်။ငွေကြေးပိုင်းအောင်တာမယ်။မိတ်ဆွေပေါင်းတဲ့ကိုကြီးတက်တယ်။ကိုယ့်ရဲ့ကြိုးစားမှုတွေအောင်မြင်မှုတွေရရှိမယ်လို့ပြပါလိမ့်။ အဓိကအားဖြင့်နာမည်ကျော်ကြောင်းမှုနဲ့မိဆွေပေါင်းသင်းမှာပို့ပြီးတော့အားသာစေတတယ်ဆိုတော့ကိုပြတဲ့လက္ခဏာလမ်းကြောင်းတစ်ခုဖြစ်ပါလိမ့်။အဲလက္ခဏာနဲ့ပတ်သက်ပြီးလေ့လာမိတဲ့ချက်တွေပြောပြတာပါ။နောက်ဆက်ပြီးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်ဗျာ။လူတော်များကတန်လျက်နဲ့ငါရုပ်သင်္ကေတကိုမှားတတ်ကြတယ်ဗျာ။တန်လျက်နဲ့ငါရုပ်သင်္ကေတဟာသင်လော်ပါပြီမှာအကောင်းဆုံးတွေကိုပဲပေးတဲ့သင်္ကေတတွေထဲမှာပါတယ်ဆိုရင်မမပါဘူး။ ဒါပေမဲ့သူတို့ရဲ့အကျိုးပေးပုံတော့ကွာခြားတာပေါ့ဗျာငါယုတ်သင်္ကေတကတော့ပေါ်ကျွယ်ပါခြင်းကိုအဓိကကိုစားပြုပါတယ်ကံကောင်းခြင်းကိုကိုစားပြုပါတယ်တန်လျက်သင်္ကေတကတော့ဘဝမှာထိတ်ဆုံးရောက်ခြင်းကိုကိုစားပြုတယ်ဘယ်နဲ့ပဲမှမဆိုပေါ့ဒါဟာကြီးပွားချမ်းသာမှုတွေကိုသိသိသာပေးတဲ့လက္ခဏာကောင်းတွေဖြစ်ပါတယ်လက်မှုစံပုံမူတည်ပြီးလဲကြိုးပြီးကွဲတယ်ဗျာဥမာပြောရရင်ဗျာ လက်ဝါးပြင်တိဆောက်မှုမကောင်းတဲ့လက်လက်အယောင်သွေးမကောင်းတဲ့လက်လက်ချောင်းတိဆောက်မှုမကောင်းတဲ့လက်မှာတန်လျက်သမုံ၅ရုပ်ပါတယ်အဲ့ဒီလိုပဲလက်ဝါးပြင်တိဆောက်မှုကောင်းတဲ့လက်လက်အယောင်သွေးကောင်းတဲ့လက်လက်ချောင်းတိဆောက်မှုကောင်းတဲ့လက်မှာလည်းတန်လျက်နဲ့၅ရုပ်ပါတယ်ဆိုရင်ဒီလူနှစ်ဦးရဲ့အကျိုးပေးကကွာတယ်ဗျတူပါဘူးလေးလာမှတ်တမ်းတွေအရ၅ရုပ်ပုံများစုဟာသူ့သိပ်အကျိုးမပြုတဲ့လက်ပုံစံတွေရှိပါတယ် တန်လေးကတော့အဲ့ဒီလိုမပေါ်ဘူးဘယ်လက်ပုံစံမဆိုအကျိုးပြုပါလဲရေပုံရအပြင်လက်ရက်ဖွဲ့စည်းပုံရောင်သွေးပုံမူတည်ပြီးအာနိသင်ကွဲနိုင်ပါလေအရှိန်ဝါကြီးမာပြီးလူကြီးရှင်တခုခုတာနေတက်ပြီးတော့စနေဂျုံကဟာပုံမှာပါတဲ့တိုင်းရှိနေခံဝီရညံမျိုးစိတ်ဆွမ်းရည်လိုမျိုးကိုယ့်ရဲ့နံခန္ဓာတွင်မှာကင်းအောင်နေတက်ပါလေဘာသာရေးတဲ့အမေရိကန်နာယုံမယုံခဏပဲနာပါဒေတာကြည့်ရင်ဒီလူတွေဟာသူတို့ပြောစွန့်နေထိုင်မှုတွေကထူးခြားမှုရှိပါလေ သူတို့နှုတ်ကပြောင်းရင်ဖြစ်တတ်တယ်။သူတို့ခံမှန်မှန်နေတတ်တယ်။တစ်ဖက်သားကသူတို့နဲ့မျိုးလုံးချင်းဆိုင်မကြည့်ရဘူး။ပြောရမယ်ဆိုရင်ဗျလူတိုင်းမဟုတ်ပေမဲ့တော်မြတ်ပါဒီလိုထူးခြားတဲ့ကိစ္စတွေရှိပါတယ်။အရွယ်တစ်ခုရောက်တော့ငွေကြေးပြည့်စုံကြမယ်။အများစုကစိတ်ချမ်းသာဖို့နဲ့တရားဓမ္မပဲလိုက်စားတာများတယ်ဗျ။ဒါတွေအားလုံးဖြစ်မယ်လို့တော့တည်ကြတော့မဆိုးလို့ပါဘူး။လူတွေကတော့ကိုယ်ရွေးချယ်မှုနဲ့ကိုယ်ပေါ့ဗျာ။ တန်လေးရဲ့ကြိုးပီးကတော့ဒီလိုဖြစ်စဉ်တွေအတိုင်းတွင်းကြီးစွာတွေ့ရတတ်ပါတယ်ဘလောက်ပဲခက်ခဲရှိရှိဘာသာရေးတေချာလောက်တာမျိုးစိတ်တည်ငြိမ်အောင်ထားပြီးကိုဖြစ်စီခြင်းတဲ့ပုံစံစိတ်ကူးပုံပေါ်အောင်လုပ်လိုက်မယ်ဆိုရင်တခဏချင်းအဆင်ပြေသွားပါလိမ့်မယ်တန်လေးရဲ့ငါးယုတ်ကတော့မှားတကြပါတယ်ငါးယုတ်ဆိုရင်အမီးလေးပါတယ်ဗျတန်လေးရဲ့ဆိုရင်မပါပါဘူးဒါကထူးခြားမှုပါ လက္ခဏာနဲ့ပတ်သက်ပြီးနောက်ထပ်လေ့လာမိတဲ့အချက်ကိုလည်းပြောပြချင်ပါတယ်။လူတစ်ယောက်ကဘွားမှာဗျာအင်းအားပြေဝပြီးတော့တိတ်တာထင်ရှားဖို့ဆိုတာသူ့ရဲ့အောင်မြင်လမ်းကြောင်းကပုံမှန်အတိုင်းကောင်းနေဖို့လိုတယ်ဗျာ။လက္ခဏာကျန်ဒီမှာရေးထားသလိုအောင်မြင်လမ်းကြောင်းအရှိတွေကတွေ့ရရှာသလိုအကျိုးပေးမှုလည်းကွဲပြားပါတယ်။အများစုကဒီလိုမျိုးတနည်းကိုယ်တွေလမ်းမျိုးသာပါပါတယ်။ အသက်ငါသက်ကြီးပိုင်းပေါ့ဗျာအသက်50ကျော်မှအကျိုးပေးတာမျိုးကလည်းအသက်ပိုင်းခြားနေရတာဖြစ်ပေါ်တတ်ပါတယ်တကယ်တမ်းမွေးရမှဒေဆုံးတဲ့အထိနာမည်ကျော်ကြားခြင်းငွေကြေးခံကောင်းမှုတွေကိုဖြစ်ပေါ်စေပါတယ်ဒီပုံမှာတော့ဇေဒီပုံနဲ့ထိဆက်ပြီးသူ့ရဲ့တနည်းမလို့လက်ကြောင်ကတော်တော်လေးအားကောင်းတယ်ဗျာအလူတန်းကြီးတွေပေးရတယ်ကိုစွမ်းညံစွမ်းရှိတဲ့လောက်လုံနိုင်တဲ့လူမျိုးပါအောင်မြင်မှုတွေရပါတယ်တစ်ဖက်မှာ ဉာဏ်လန်းကြောင်းပေါ်မှာရှိတဲ့ဒီစိတ်ကြလက္ခဏာတွေပေါ့ဗျာ။နောက်ဉာဏ်လန်းကြောင်းပေါ်မှာရှိတဲ့ဒီကျွန်တော်တို့ကျုံးပုံစံတွေဒါတွေကဘာလို့လဲဆိုတော့စိတ်ကြခြင်းဝိညာဏခံစားရတဲ့လို့ဖြစ်တတ်ပါလေ။လက္ခဏာဆိုတာဒီလိုပါပဲ။အများနဲ့အကောင်းဆုံးတွန်တွဲပါလေ။ဒါကြောင့်တစ်ခုတည်းကြည့်ပြီးဟောလို့မရပါဘူး။အားလုံးခြုံငုံဟောမှသာစိတ်ချရတဲ့အဖြစ်ကိုရရှိမှာဖြစ်ပါလေ။ဒီလိုမျိုးကံတန်းကြောင်းကောင်းမှုမြဲလေတစ်ဖက်မှာ အလုပ်တွေကိုပြီလာတဲ့အတွက်ကြောင့် stress ဖြစ်လာတဲ့ပုံမျိုးကိုလည်းတွေ့ရပါတယ်ဒီလိုမျိုးလက္ခဏာရှိပါနောက်ထပ်လက္ခဏာလမ်းကြောင်းပြောခြင်းလည်းဗျ sympathy line ကြောင်းပြောခြင်းလည်းဗျ sympathy line ဆိုတာဘာလဲဆိုတော့လူလူသိစိတ်အကောင်းသူတွေမှာပေါဝင်တက်တဲ့လမ်းကြောင်းပါတော်ဘာနဲ့မှတ်တယ်လဲဆိုတော့ဒီကျွန်တော်တို့ဆောလမွန်လက်စွပ်နဲ့မှတ်တယ်တဲ့ဗျလုံးဝမဟုတ်ပါဘူးသူကဝန်းဝိုင်းနေတာရှိတယ်လို့မြင်းတောင်းပုံစံခက်ရှိရှိမျိုးနဲ့တွေ့ရတယ် ဒီလိုလူတွေဟာသိခံစိတ်တွေမြင့်တာတရားတွေကြီးမာတယ်။သဘာဝရအလိုလိုသိစိတ်အားကောင်းသူတွေဖြစ်ပါတယ်။တိတက်လေးချင်းစရာမလိုဘဲနဲ့ဝန်တွင်းတန်တွေရောက်ကိုစိတ်ဝင်အားအားကောင်းသူတွေပါ။အများစုကိုသူတို့ထက်မြက်တဲ့ဒီလိုအလိုတယောက်သိစိတ်ကိုအသုံးမချဘဲအာနာတနာစိတ်နဲ့သာဘဝကိုဖျက်ဆီးနေရပါတယ်။ဒါကြောင့်ဘဝမှာထင်တလို့မအောင်မြင်ပါဘူး။ဒီလိုလူမျိုးတွေဟာနေ့စဉ်တရားပုံမှန်တိုင်းမှာမြတ်တဲ့ဘဝနာပွားပြီးပါကိုယ်စွမ်းကြီးတွေထက်လာပြီးစီးပွားရေးလူမျိုးရေးဖက်ဖက်မှာ ကိုယ့်ရဲ့လွတ်မိုးနိုင်စွမ်းနဲ့တို့ဩဇာကြီးမားလာပါလိမ့်မယ်။ဘဝဖြစ်တဲ့အမှာရင်လိုအာနာစိတ်တင်ငယ်စိတ်တွေကင်းပြောက်သွားပါလိမ့်မယ်။ကိုယ်လုံးသမျှဖြစ်ပြုံးသမျှအောင်ပါလိမ့်မယ်။ဒိဗယ်ရှိတဲ့ဘဝတစ်ခုပိုင်ဆိုင်ရပါလိမ့်မယ်။တကယ်လို့ကိုယ်ကအဲ့လိုမျိုးဖြစ်နေပဲအာနာစိတ်ရှစ်စိတ်တင်ငယ်စိတ်တွေရှိနေရင်တရားထိုင်မြတ်တဘာဝနာပွားသေချာလုပ်ပါ။ဒါဆိုကိုယ့်ရဲ့ရည်ရွယ်ဆန္ဒတွေတအားစီမရှိပြီးပြည့်စုံပါလိမ့်မယ်။နောက်ထပ်လက္ခဏာလမ်းတစ်ခုပြောခြင်းနဲ့ပြ မိတ်ဆွေရဲ့လက်မအတွင်းဘက်မှာမှဲ့ရှင်နေလားအဲဒီလိုမှဲ့ရှင်နေမကောင်းဘူးဗျဒါအတွေးကြံမှားရမှုဖြစ်စေတဲ့အကြောင်းတရားပါတဘာပြောမှာမှဲ့ရီထွက်လိရှိပါတယ်ဒါပေမဲ့မှဲ့ရီဟာကောင်းကျိုးထက်ဆိုးကျိုးကိုပိုပေးပါတယ်ဆိုးကျိုးတွေ့ရမှာသိကြပါတယ်ဒီလက်မတွင်းထဲမှာမှဲ့နဲ့မှဲ့တလုံးရှိတာဟာလက္ခဏာရှင်ဘာဖြစ်လဲဆိုတော့တွေးမအကြံမှားမှုတွေကြောင့်ဆုံးဖြတ်ချက်တွေလွဲချော်စေပါတယ် ဒီမိုင်းမှုတွေရဲ့နောက်ကွယ်မှာလက္ခဏာရှင်ဆေးစင်းရဲမှုတွေကြုံနေမှာသိကြပါတယ်။ဒါကြောင့်လက္ခဏာရှင်အနေနဲ့ဒီလိုနေရာမှာမှဲ့ပါတာမကောင်းဘူးလို့ပြောကြည့်ပါတယ်။မှဲ့ရဲ့ဆိုးကျိုးတွေကိုသက်သာစေဖို့တော့ဒီတံပိုးတွေကာရတော့ကိုကျွန်တော်တို့အဲ့ဒီနေရာလေးကိုပို့ပို့ပြီးနေစဉ်သက်စေရပေးပါ။ဒါဆိုရင်တော့မှဲ့ရဲ့ဆိုးကျိုးတွေမကောင်းတဲ့အကံအကျိုးတရားတွေပျောက်ကွယ်သွားတယ်လို့ပြောလို့ရပါတယ်။မှဲ့ရတော့ဆက်ရှိနေပါပါ။ဒါပေမဲ့မှဲ့ရဲ့ မကောင်းတဲ့ကံကြိုးပေးကတော့လျှော်နေတော့မှာဖြစ်ပါတယ်။နောက်လက္ခဏာတစ်ခုပြောခြင်းနဲ့ဗျ။ရုပ်တရက်ငွေကြေးပြည့်စုံချမ်းသာမဲ့လက္ခဏာတစ်ခုအကြောင်းပြောခြင်းနဲ့ဗျ။မိဆွေရဲ့လက်တန်းအောက်ဘုဒ္ဓဂျုံကိုကြည့်ပါ။အဲ့ဒီဘုဒ္ဓဂျုံမှာအခုလိုမျိုးမြင်းမှတ်လေးတွေများစွာပါနေလား။ဒါဆိုရင်တော့ကောင်းပါတယ်။မကောင်းတာလဲ။ဒီဘုဒ္ဓဂျုံပေါ်မှာဖြောင်တန်းနဲ့တောင်းလိုက်မြင်းများစွာရှိပြီး အဲ့ဒီလိုဖြစ်နေဒီလက္ခဏာပိုင်းရှင်ဟာဘဝမှာတင်တောင်းတင့်တဲ့ခန္ဓာထိမြတ်လက်ထမင်္ဂလာပြုရတတ်တယ်။နောက်ပြီးတရားတရားအကောင်းသူဖြစ်ပြတယ်။ပညာဉာဏ်နဲ့ပြည့်စုံတဲ့သူရှိတယ်။စကားပြောလဲပညာသားပါတယ်။ပြည့်ရဲ့ကြွယ်ဝတဲ့လူပြ။နောက်ပြီးတော့ယုတ်တရငွေကြေးမြောက်များရရှိတဲ့အခွင့်အလမ်းတွေဒီလိုလူမျိုးကရရှိတတ်ပါတယ်။ဒါကြောင့်ဒီလိုလူမျိုးဟာပြည့်စုံကြွယ်ဝတတ်ပါတယ်။နောက်ထပ်လက္ခဏာတစ်ခုပြောချင်တယ်ဗျ။ဒါကတော့ဆုံးဖြတ်ချက်မှတတဲ့ တက်ချေခဲ့တဲ့အကြောင်းပြောချင်ပါတယ်ဒီနေရာကို အင်္ဂါလွင်မြင်လို့လဲဆိုကြရပြကျွန်တော်တို့နှလုံးလမ်းကြောင်းနဲ့ညံလမ်းကြောင်းကြားနေရပါဗျာအဲ့ဒီမှာတက်ချေခဲ့တစ်ခုထပ်ပိုပါမယ်ဆိုရင်တော့ဒီလိုပါသူတွေကဘဝမှာဆုံးဖြတ်ကြမှာတွေတစ်ခါမကအလုံးဆောင်တတ်ပါတယ်ဒါကြောင့်ဘဝမှာငွေကြေးဆုံးရှုံးရတာမျိုးလူတိုင်းခံရတာမျိုးတွေကြုံရတတ်ပါတယ်ဘယ်ကနေဥပဒေအဆီဒန့်တွေတစ်ခါမကဖြစ်တတ်ပါတယ် အကောင်ပတ်အနေနဲ့တို့ညနေကြုံတဲ့ခါမှာလက္ခဏာရှင်နဲ့ကာကွယ်မှုရမယ်။ကောင်းစွာကြောပြနိုင်ပါမယ်။ဘဝမှာစိတ်ပြမဲ့မယ်။ဒါပေမဲ့ဘဝမှာခံစားချက်မများဘူးတော့တတိပြုပေးရပါမယ်။ဒေါသကြီးတာအလိမ့်လုံတာစိတ်မျက်နှာလျော့ပါ။ဒါဆိုရင်တော့ဘဝမှာမိမိအနေနဲ့အစဉ်ပြေကောင်းမွန်ခြင်းတွေပို့ပြီးရလာမယ်လို့ပြောလို့ရပါတယ်။နောက်ထပ်လမ်းတစ်ခုပြောချင်တယ်ဗျ။ဒီပုံမှာပါတဲ့အတိုင်းပါဗျာ။ခယူဘတ်ပွေမျိုးက ဒီကျွန်တော်လက်ဖွဲ့ဆောင်တနင်္လာကျိုးကမှအထင်ရှားရှိနေလားရှားတော့ရှားပါတယ်အလွန်ဖိုးတန်တဲ့အမှတ်သားပါဒီဘွေမျိုးစားလက်ချောင်းတွေမှာသာပါခဲ့ပါတယ်လဝါပြင်မှာတော့လောဝပါခဲ့ပါတယ်တချို့လက်ချောင်းတွေမှာတော့ပါတတ်ပါတယ်လဝါပြင်မှာပါရင်ဗရမယားဘူလွတ်သမှတ်ပါတယ်လက်ချောင်းဘက်မှာဆိုရင်ကျူဘက်ဘူပါဗျာတနင်္ဂနွေကျိုးကမှသာပါရင်ပညာရေးကန်ထူကောင်းတဲ့နာမည်ကုန်သတင်းထင်ပေါ်ကြော်စောမဲ့သူဖြစ်တယ်စီးပွားရေးငွေကြေးပြည်စုံချမ်းသာမဲ့ပြည်စုံနေနိုင်မဲ့ တနေ့လာကြိုးပေါ်မှာရှိတော့မိမပိုင်ဆိုင်ဘူးတဲ့အရာတွေကျန်နာပုံဂိမ်းဆိုင်တို့ရရှိပိုင်ဆိုင်ပါလိမ့်မယ်။ဗရံများပွေဟာလူတရာမှာတယောက်တွေ့ရခဲ့တဲ့အမှတ်သားပါ။ဒီအမှတ်သားဟာအင်မတန်မှအဖိုးတန်ရှာပန်းလုပ်တဲ့အမှတ်သားပဲဖြစ်ပါလိမ့်။လက္ခဏာရဲ့ပသက်ပြီးဒီနေ့မှာတော့လေးလာမိတဲ့ချက်တွေပြောပြတာပါ။နားဆင်ပေးတဲ့အတွက်ထိုးပဲကျေးဇူးတင်ပါတယ်ဗျာ။